ဆင်ပြေတယ်ဆိုရင်ပြပြီဆင်ပြေတယ်ဆိုပြပြီဒါဟိုနေ့ကကျွန်တော်ပြခဲ့တဲ့ခွန်ထက်စီစိုက်နော်တို့ဒီကိုစုံကိုနေ့ထဲမှာငါးထက်စီ၃လုံးတို့ထွက်လိမ့်မယ်နော်အဲ့ငါးထက်စီ၃လုံးထွက်ရင်နောက်ထောင်၃လုံး၈လို့ဖြစ်ထားတယ်နောက်ပေါင်း၁၁ရအောင်မှသူထွက်တယ်နော် တခါကိုးစွန်းပြီးတော့ကျွန်တော်တို့ကိုးနှစ်ပွင့်လျှောက်တော့ခွန်စွန်းခွန်စွန်းနဲ့ခုနှစ်တည်းမှာ6ထိပ်စီ3လုံးเนาะ6ထိပ်စီ3လုံးပဲထွက်တယ်အဲ့ဒီ6ထိပ်စီ3လုံးမြောက်ထွက်ရင် ခုနနောက်ပေါင်း7တက်ပြီးတော့နောက်ပေါင်း30အောက်မှာထွက်တယ်เนาะဒီနောက်ပိတ်3လုံးက78လို့ဖြစ်ထားတယ်ပြီထွက်တယ်အခုကျွန်တော်တို့ဒီနှစ်တည်းမှာခွန်သေးသီးတစ်လုံးနှစ်လုံးနောက်ထပ်တစ်လုံးကျန်သေးတာအခုဒီနောက်ပေါင်း9ရဲ့အောက် နောက်ပိတ်3လုံး78လို့ဖြစ်ထားတဲ့တပွဲကျော်ဒီပွဲပဲရှိတော့တယ်เนาะအဲ့ဒီခွန်ထိတ်ကိုကျွန်တော်အဲ့ဒီနေ့ကခွန်နှစ်ရှစ်လို့ထည့်ပြီးခဲ့တယ်เนาะအဲ့ခွန်နှစ်ရှစ်ကထိုးလို့ရလားဆိုတော့အဲ့ကောင်ခွန်နှစ်ရှစ်ထိုးလို့ရတယ်ဘာလို့လဲဆိုတော့ဒီ site မှာလဲခွန်နှစ်ရှစ်လို့တော့ပါတယ်ပေါ့เนาะဒါပေမဲ့ဟိုကြည့်ပြီးတော့တော့ကစားပေါ့ဒါကကျွန်တော်ကစားနေကြငါးစုံ ငါးစုံနော်ငါးစုံအဲ့ဒီငါးစုံဝိနစ်တွေထဲမှာကျွန်တော်တို့တုံညထိတ်စီရတစ်လုံးနှစ်လုံးနော်ဒီမှာတစ်လုံးသုံးလုံးအဲ့ဒီသုံးလုံးလို့ကြပြီးတာနော်ဒီမှာတစ်လုံးရှိဒီကောင်က၄လုံးမြောက်နော်ဒါပေမဲ့ကျွန်တော်တို့အဲ့ဒီမှာတုံညထိတ်စီတုံညထိတ်စီဒီအဲ့ဒီနှစ်ထဲမှာဒီနှစ်ဦးတုံညက နှစ်ဦးတုံညကအဲ့ဒီနှစ်ထဲမှာတုံညပရိတ်အောက်မှာနော်ဒီမှာတုံညပရိတ်အောက်မှာတုံညထိတ်တလုံးသူကစားသေးတယ်နောက်တစ်ခုဒီမှာ2015မှာအဲ့တိုင်းပဲအဲ့ဒီတုံထိတ်ဒီအဲ့ဒီနှစ်ထဲမှာတုံထိတ်တလုံးဒီမှာတလုံးနှလုံးဒီမှာတလုံးသုံးလုံးမြောက်ဒီမှာကျွန်တော်ဖမ်းထားတယ်နော်နောက်တစ်ချက်ကအဲ့ဒီနှစ်ထဲမှာအဲ့ဒီနှစ်ဦးဒီတုံထိတ်ဒီတုံညပရိတ်အောက်မှာ ုံးထိတ်တလုံးသူကစားထားတယ်နော်နောက်တစ်ချက်ကကျွန်တော်တို့ဒီနှစ်ထဲမှာခွန်ထိတ်တလုံးနှလုံးကြသွားပြီနော်ဒါပေမဲ့ဘူပရိတ်အောက်မှာမဟုတ်သေးဘူးအခုကျွန်တော်တို့ဒီမှာဘူပရိတ်ကြလာတော့သူ့အောက်မှာနှစ်ဦးကခွန်ထိတ်ကခွန်ထိတ်တလုံးကစားလို့ရတယ်နော်နောက်တစ်ခုကအဲ့ဒီတုံညာတလုံးနှလုံးသုံးလုံးမြောက်တုံညာလို့သူကြလိုက်တော့တို့ဒီဆောင်သုံးလုံးငါးလို့ဖြစ်တာတယ်နော် တည်ဆောင်းသုံးလုံး၅လို့ဖြစ်ထားတဲ့တပွဲကြော်ဒီလေးထိပ်စီဒီနောက်ပိတ်သုံးလုံး၄လို့ထွက်ထားတဲ့အောက်မှာအဲ့ဒီတုံညာထိပ်စီကိုသူကစားပေးထားတယ်နော်ဒုတိယကတ်မှာလည်းသုံးထိပ်ကဒီမှာတစ်လုံးဒီမှာတစ်လုံးနော်ဒီမှာတစ်လုံးကြားတယ်နော်အဲ့ဒီသုံးထိပ်ဒီဒီသုံးလုံး၅လို့ဖြစ်ထားတဲ့တပွဲကြော်လေးထိပ်ကနောက်သုံးလုံးလေးလို့ရိုက်တဲ့အောက်မှာပဲအဲ့ဒီသုံးထိပ်ကိုထွက် သုံးသုံးလုံးမြောက်เนาะတို့ဒီမှာတော့ကတုံညာထည်စီတလုံးမြောက်နှလုံးမြောက်သုံးလုံးမြောက်เนาะအခုဒီမှာသုံးထိတ်သုံးထိတ်ဒီမှာတလုံးဒီမှာတလုံးဒါသုံးလုံးသုံးလုံးမြောက်ကဒီမှာเนาะအဲအခုကျွန်တော်တို့ခွန်ထိတ်ကအပေါ်မှာနှလုံးထွက်ထားပြီးနောက်တလုံးလိုသေးတယ်အဲ့ဒီလိုတဲ့တလုံးကကျွန်တော်တို့ဒီမှာဇောင်းသုံးလုံး၅လို့ဖြစ်ထားတဲ့တပွဲကြော်ဆိုရင်ဒီပွဲမှာအဲ့ဒီခွန်ထိတ်စီကစားလို့ရတယ် အဲ့တော့အပေါ်မှာလေးမဖြစ်ဘူးเนาะဒီမှာလေးမဖြစ်ဘူးကိုကြီးဖြစ်တယ်အဲ့ကိုကို तू ကနောက်ပိတ်၃လုံး၆၈၅ဆိုပြီး तू ကိုလို့ထည့်သွားလို့ကျွန်တော်က तू အောက်မှာအဲ့ဒီခွန်ထိတ်ကိုကျွန်တော်ထည့်ကစားခြင်းနေပေါ့ဗျာเนาะအဲ့မှာကျွန်တော်တို့ရိုးရိုးကြည့်ရင်တော့၃ည၃လုံးမြောက်က၃ညပိတ်တယ်ဒီမှာလည်း၃၃လုံးမြောက်က၃ညပိတ်တာလားဒါဆိုရင်ဒီခွန်၃လုံးမြောက်ဒီ၃ညပိတ်မလားဒီလိုတွေးလို့လည်းရတယ်เนาะ မကျွန်တော်အဲ့လိုမယူတော့ဘူးကျွန်တော်တို့စတဲခဲ့တဲ့ဒီဆောင်ငါးကိုဆောင်းသုံးလုံးတုံညနဲ့ကျွန်တော်ပြန်ထည့်ဒီသုံးလုံးငါးရဲ့ပါပါဒီဆောင်းသုံးလုံးတုံညနဲ့ကျွန်တော်ပြန်ထည့်မယ်နော်အဲ့ဒီမှာတုံးထည့်ဒီသုံးလုံးမြောက်ကြတယ်ဒီဆောင်းသုံးလုံးကငါးပါပါဒီဆောင်းသုံးလုံးကတုံညနဲ့သူထွက်တယ်နော်အဲ့အခုကျွန်တော်တို့ဒီမှာဒီဆောင်းသုံးလုံးငါးလို့ထည့်ထားတဲ့တပွဲကြောင့်မှခွန်ထိတ်လို့ထည့်ခြင်းညင်ဒီငါးရဲ့ပါပါဒီသုံးလုံးတုံညဖြစ်အောင်ရှစ်နောက်ပိန်နဲ့ထည့်မယ်နော် ရှစ်နောက်ပိတ်နဲ့ထဲမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာကခါတိုင်းခါတူခါပေါ့နော်ခါတူခါထွက်တယ်ဒီမှာလဲငါးခါငါးခါဒီလိုထွက်ထားတာရှိတယ်အဲ့ဒီနေရာမှာကျွန်တော်တို့ဒီ6ဒီ6ခါလို့ထဲမယ်ဆိုရင်ဒီကဏ္ဍ6 6 8ဆိုတဲ့ကဏ္ဍတစ်ခွက်ထိုးလို့ရနောက်တစ်ခုကအဲ့ဒီမှာကျွန်တော်ဘာလို့၄ခါထည့်ထားလဲဆိုတော့ ကျွန်တော်ခုနကပြောခဲ့တဲ့ဒီ site မှာကျွန်တော်တို့ဒီ၅ထိပ်၃လုံးမြောက်ကြရင်အဲ့ဒီကဏ္ဍဒီရှေ့တစ်နှစ်ကျော်ပါခင်ဗျာနော်၅လေးနှစ်ဒုတိယကတ်မှာ၆ထိပ်ဒီ၃လုံးမြောက်ကြလိုက်တယ်၆ထိပ်ဒီရှေ့တစ်နှစ်ကျော်ပါခင်ဗျာနော်အဲ့ဒီနေရာမှာကျွန်တော်တို့ခွန်ရှစ်အခွာရတာပြီဒီခွန်ထိပ်၃လုံးမြောက်ဒီရှေ့တစ်နှစ်ကျော်ပါခင်ဗျာခွန်ရှစ်နေလို့ကျွန်တော်ပြောခဲ့နော်အဲ့အခုဒီနေရာမှာ ျွန်တော်တို့ခွန်ရှိ2လို့လဲထည့်လို့ရတယ်လို့ခွန်ရှိ4လို့လဲသူကထည့်လို့ရတယ်နော်၄ခါကိုလဲထည့်လို့ရတယ်ဘာလို့၄ခါထည့်လို့ရလဲဆိုတော့အဲ့ဒီမှာကျွန်တော်တို့ကြည့်လိုက်ဗရိတ်ခွန်ဗရိတ်ရှိဒီနေရာမှာဗရိတ်6လို့ထည့်ရင်၄ခါထည့်မယ်အဲ့၄ခါလို့ထည့်လိုက်တာ ਨੇ ခွန်ထည့်သီး3လုံးမြောက်ခဏန်းသီးရှေ့တနည်းကြောကခဏန်းဖြစ်မယ်ဆိုရင် ခွန်၈၄ဆိုတဲ့ဒီကဏ္ဍကဒီနေရာမှာခွန်၈၄လို့ကြာကြထွက်သွားလို့ရတယ်เนาะဒါကခွန်၈၄ဟုတ်ပြီအဲ့ဒီမှာတကယ်လို့ဒီ၃ည၃လုံးဒီကျွန်တော်တို့ဒီနှလုံးဒီနှလုံးခွန်ကြောင့်ခွန်ပါပါအဲ့ဒီနှလုံးနှစ်ကြောင့်နှစ်ပါပါဒီနေရာမှာခွန်ခါနဲ့ထွက်သလားเนาะဒါဆိုရင်ဒီနေရာမှာလည်းအတူတူပဲဒီခါနှလုံးပေါင်း၃ညကြောင့်၃ညရဲ့ပါပါ၅ခါနဲ့ထွက်သလား ဒါလေးရတစ်ချက်အဲဒီနေရာမှာကျွန်တော်တို့ဒီခါးနှလုံးကခွန်ပဲဖြစ်နေလို့ခွန်ပါပါဒီနေရာမှာ နှစ်ခါးနဲ့ထည့်မယ်ဆိုရင်ဟိုနေ့ကကျွန်တော်ပြခဲ့တဲ့ခွန်ရှင်းနေဆိုတဲ့ဒီကဏ္ဍတစ်ခွက်ဖြစ်သွားတယ်နော်ပရိတ်ကိုကိုယူရင်ခွန်၄ရှင်းလို့ယူရမယ်အဲဒီတနှစ်ကျော်ကဏ္ဍခွန်ထိပ်၃လုံးတည်းကနေခွန်ပါတဲ့ကဏ္ဍနေကိုတော့ဒါသတိထားပါဘောနော်ခွန်နှစ်ခွန်လို့နော်နောက်ခွန်၃ညာ၉လို့ နောက်938တို့941တို့ဒါတွေကစားလို့ရနော်အဲအဲ့ဒီခွန်ကခွန်နှစ်ရှစ်ကနှစ်ခါလဲရှိတယ်နော်နှစ်ခါလဲရှိနှစ်ခါလဲရှိတယ်ဆိုတာကဒီလိုက်ရတခြားဆရာတယောက်လဲတင်ထားတယ်လိုင်းပေါ်မှာကျွန်တော်ဒီတရားမှာ ကျွန်တော်တက်အရင်တင်ထားတဲ့ဆရာလည်းရှိတယ်เนาะအဲ့တော့သူ့ကိုလည်းကျွန်တော် credit ပေးတယ်ကျွန်တော်နာမည်မမှတ်မိတော့လို့ဘာသူ့နာမည်လည်းနည်းနည်းခတ်တယ်တို့3ပိတ်4ပိတ်5ပိတ်6ပိတ်เนาะဒီ3 4 5 6ဒီအဲ့ဒီ3 4 5 6ဒီကျွန်တော်တို့ဒီနေရာမှာ3မယ်เนาะဒီနေရာမှာ4မယ်မြင်ရလားအဆင်ပြေလားအဆင်ပြေပြော ဒီ3 4 6ခုဒီနေရာမှာ3ဒီနေရာမှာ4ဒီနေရာမှာ5ဒီမှာ3လုံးကို6ပြောင်းတော့ကျွန်တော်တို့ခွန်ထည်စည်းထက်เนาะအဲ့ဒီ3 4 5 6ဒီ3 4 5 6လို့ကျွန်တော်တို့ထည့်ကြင်တာအဲ့ဒီ3 4 5 6လို့ထည့်လိုက်မှာ3ရဲ့ပါပါကျွန်တော်တို့ဒီ3လုံးကို8เนาะ အဲဒီထောင်သုံးလုံး၄၄ပါဝါဒီသုံးလုံးကို9အဲဒီထောင်သုံးလုံးက9 9ပါဝါဒီသုံးလုံးက10အဲဒီသုံးလုံး6လို့ထည့်လိုက်မှာ6ရဲ့ပါဝါကျွန်တော်ကဒီအောက်မှာဒီသုံးလုံးကိုတေးလို့ပြန်ပြတယ်နော်အဲ့ဒီမှာနောက်ပေါင်း9နောက်ပေါင်း6နောက်ပေါင်း9နောက်ပေါင်း8ဆိုတာတွေပါသူကတခါတည်းပြေးလာနိုင်တယ်နော်အဲ့အဲ့ဒါတွေပြေးတာမပြေးရတော့မသိဘူးလေကျွန်တော်က နောက်ပွဲမှာဒီကောင်ကကစားခွက်ဝင်နေတာလေးကိုကျွန်တော်သွားတွေ့လို့ဒီခွန်ထိတ်ကိုကျွန်တော်ကြိုက်သွားတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့နောက်ပွဲအတွက်ကိုသူကလမ်းခင်းထားတယ်ဆိုရင်အပေါ်မှာအရင်ကြိုပြီးတော့သူကကစားတာများတယ်။နော်။အဲသူကကျွန်တော်တို့ဒီ3ရက်ပါဝါအာမာဘီ3ရက်ပါဝါဒီ3လုံးကို6 4ရက်ပါဝါဒီ3လုံးကို9 ငားရဲ့ပါဝါကျွန်တော်တို့သုံးလုံးက30เนาะအဲ့တော့ဒီ6ရဲ့ပါဝါဒီသုံးလုံးကို17လို့ရိုက်ရှင်းတာအဲ့အဲ့လိုမရိုက်ခင်ကျွန်တော်တို့ဒီ3ပါဝါ8လို့မရိုက်ခင်8ရဲ့ပါဝါအပေါ်မှာအရင်3သေးတာဟုတ်เนาะသူကအရင်ဖြစ်ခဲ့ဒီမှာအောက်မှာသူကဒါတိုက်ဆွဲဆွဲဆွဲလာမဲ့ line ဆိုတော့အဲ့ဒါကျွန်တော်ကအဲ့ဒါမျိုးချုပ်ကျွန်တော်ကြိုက်တယ်အမှန်တကယ်ကျွန်တော်၄ကတ်တွေတိတ်မကစားဘူးเนาะမကစားဘူးဆိုမကြိုက်ကုန်မကြိုက်တာ ဒီလိုမျိုးနောက်ကိုမျောပင်ရှိတယ်ဆိုရင်တော့ကစားတယ်ဟိုနောက်ကိုသွားဖို့လမ်းခင်းထားတာဆိုရင်သွားတယ်နောက်ဆုံးကြမှာမပေးရင်မပေးတာတော့ဒီနေရာရောက်မှသာ तू မပေးခြင်းမပေးဖို့ပဲရှိမယ်အပေါ်မှာတော့ तू ကကြိုကစားဖို့ရှိတယ်နော်အဒီသုံးလုံး3 4 5 6နော်အဲ့ဒီ3 4 0939689810လို့71မှာထည့်ခြင်းထည့်မယ်မထည့်ခြင်းလည်းမထည့်ဘူးဒီနေရာမှာတော့6ကိုတော့ထည့်သွားလိမ့်မယ်လို့ကျွန်တော်ယူဆလို့ဒီဘက်မှာခွန်ထည့်စည်းကျွန်တော်ထည့်အဲ့အဲ့ခွန်ထည့်စည်းထည့်တာ ਨੇ အဲ့ဒီထဲမှာသူကထူးခြားချက်ကဘာပါလာတော့ဆိုလို့ဒါကစားရမကစားရကျွန်တော်မသိဘူးเนาะကျွန်တော်ရှင်းပြတာကစားချက်မှလည်းကစားမယ်ဒီ site ကကျွန်တော်ခွန်ထည့်တစ်လုံးပဲယူပါအဲ့အဲ့ဒီမှာ သွက်စီနေရအပြေးတပြေးပါလာတာဒီသုံးလုံးက၄ဒီသုံးလုံးက၃၄၃ဒီသုံးလုံးက2 4 3 2၄ဒီသုံးလုံးက1လို့ထည့်ရင်ဒါနှစ်ခါဝင်เนาะအဲ့ကျွန်တော်ပြောတဲ့ခွန်ထဲ8အပိတ်ကိုဒီနှစ်ခါနဲ့ဆိုရင်ခွန်နှစ်8ဆိုတဲ့ကနေတကွက်ဒီဘွဲမှာကစားပါလို့ရတယ်เนาะအဲ့အဲ့လိုယူလိုက်ရင်တော့ဒါတမျိုးပေါ့တကယ်လို့အဲ့ဒီလိုများကျွန်တော်တို့မယူဘူးပါ တို့စုံစည်းနေရာနဲ့ပြေးကြည့်မယ်ခဲတံနဲ့ရှက်ပြမယ်နော်စုံစည်းနေရာနဲ့ပြေးမယ်ဆိုတော့ကျွန်တော်ဒီ98 98 down ဆိုတော့သူက3ညဖြစ်တယ်နော်အဲ့ဒီ3ညကို2 point short လိုက်ရင်8နော်ခွန်1 3ညဆိုပြီးတော့သူက8လို့ပဲစားတယ်နော်8ကို2 point short လိုက်ရင်တို့6 6 6 4ဆိုတော့ဒီ3လုံးပေါင်းကို6လို့ပဲစားတယ် 6ကို2ပွင့်ချော့လိုက်ရင်တို့6လို့ကစားခြင်းလေဆိုရင်ဒီနေရာမှာဘာဖြစ်သွားမလဲတစ်ခါဖြစ်သွားမယ်เนาะတစ်ခါဖြစ်သွားမယ်အဲတစ်ခါဖြစ်သွားမယ်ဆိုရင်ကျွန်တော်တို့ဒီနေရာမှာခွန်18ခွန်68ခွန်48ခွန်28เนาะဒါကျွန်တော်ရေးပြထားတယ်ခွန်18ခွန်68ခွန်18ခွန်48เนาะအဲဒီ site ကပေးမယ်မပေးမယ်ဆိုတော့ကျွန်တော်တို့မသိဘူးပေါ့ဒါပေမဲ့ခွန်ထိပ်စည်းကိုတော့ကျွန်တော်ပြောချင်တာအဲ့ဒါလေးပဲအဲ့ဒီခွန်ထိပ်ကအဲ့လောက်တည်းလားဆိုတော့မဟုတ်သေးဘူးနောက်ဒီမှာတစ် site ရှိတယ်အခုကျွန်တော်ပြသွားတာကဒီလိုမျိုးကျွန်တော်နောက်ထပ်တမျိုးကဒီလိုပြနော်ဟောထိပ်ကြောင်သုံးလုံးကိုထိပ်စည်းကြောင်သုံးလုံးကိုထိပ်စည်းကြောင်သုံးလုံးကိုလို့ရိုက်တယ်နော်အဲ့ဒီကိုရဲ့တပွဲကျော်၃ညခါတပွဲကျော်၃ညခါသူ့ရဲ့တပွဲကျော်မှာ၃ညခါလို့ရှိတယ်။အဲ့ဒီ၃ညခါတွေရဲ့အပေါ် နှစ်ပင်ကျော်မှာကျွန်တော်3.1နှစ်လို့ဒါ3.1နှစ်เนาะ3ညခါ3ညခါ3ညခါဒီ3လုံးကိုဒီ3လုံးကိုဒီ3လုံးကိုเนาะအဲ့လိုမျိုးဇောင်းတွေပြေးတာနောက်အဲ့ဒီမှာကျွန်တော်ဒီ3လုံးကိုထည့်စီ3လုံးကိုကျွန်တော်တို့၄လို့ထည့်ပြီးတော့1နောက်ပိတ်နဲ့ဒီထွက်တယ်เนาะဒါဆိုရင်ဒုတိယကတ်မှာဒီထည့်စီ3လုံးကိုသူက9လို့ဖြစ်ပြီး1နောက်ပိတ်နဲ့ထွက်တယ် အဲ့ဒီနေရာမှာကျွန်တော်တို့ထိပ်စီသုံးလုံးကို၆လို့ဖြစ်ပြီးတင့်နောက်ဘိန်းနဲ့ထွက်မယ်ဆိုရင်ရောဘယ်လိုဖြစ်သွားမလဲเนาะအဲ့တော့ဒီ site ကဒီတစ်ဘိတ်တစ်ဘိတ်တစ်ဘိတ်တွေကိုပေးပါမလားဆိုတာတော့မသိဘူးပေါ့เนาะဘာလို့တော့ဆိုတော့ဒီမှာ၅ဘိတ်၆ဘိတ်ဒီမှာခွန်ဘိတ်ကမပိတ်သွားဘူးเนาะဒီမှာ၃ခါ၄ခါဒီမှာ၅ခါကိုထည့်ရမှာ၅အနောက်ကထည့်သွားတာ အဲ့ဒီတစ်ကပိတ်မယ်မပိတ်မယ်ဆိုတော့မသိဘူးဒါပေမဲ့ခွန်တစ်တွဲလို့များဝင်လာခဲ့ရင်သူကခဏန်းကွက်တမျိုးပြောင်းသွားလို့ရတယ်เนาะအဲလိုချင်တာကတော့ကျွန်တော်တို့ဒီတောင်းလုံး၄၅6လို့ပဲလိုချင်တာเนาะအဲအဲ့ဒီ၄၅6ကိုကျွန်တော်တို့ဒီမှာ၃၄၅6နဲ့ကျွန်တော်တို့ပြန်ထည့်ချင်တာเนาะအဲ့ဒီဘက်မှာခွန်ထိပ်စီ၃ခက်စီ၄ခက်စီနောက် ဒီကဏ္ဍကတုံညတုံလုံးမြောက်သည်ဒီနေရာမှာ၄ထိတ်နောက်ဆုံးလုံး၄လို့ဖြစ်တဲ့အောက်မှာတုံညထိတ်၃လုံးကိုထောင်၃လုံး၅ရဲ့ပြီးမှာเนาะဆောင်း၃လုံး၅ရဲ့ပြီးမှာတုံညထိတ်အဲ့ဒီမှာ၃ထိတ်ဒီ၃လုံးမြောက်ကြလိုက်တာ ਨੇ ဒီဆောင်ကမြင်ရလားရှင်းရလားအဲ့ဒီ၃လုံး၅လို့ဖြစ်ထားတဲ့ပြီးမှာเนาะဒီလင်းနောက်ပဲကြောင်းနောက်ဆုံးလုံး၄လို့ရတဲ့အောက်မှာသူထွက်တယ်เนาะ အဲ့ဒီနေရာမှာကျွန်တော်တို့ဒီဆောင်သုံးလုံး၅လို့ဖြစ်ထားတဲ့ဘေးမှာခွန်ထိပ်စည်းသုံးလုံးမြောက်ကနေထွက်ရှင်နေเนาะအဲ့ဒီခွန်ထိပ်နဲ့ကျွန်တော် organ တစ်ကွက်ထုတ်ထားတယ်ဟိုအချိန်မထွက်ခင်နေကျွန်တော်ထုတ်ထားပြီးသားအဲ့ကနန်းနေကျွန်တော်ညီမပြေမိတ်ဆွေတချို့ကိုလည်းကျွန်တော်ပို့တော့ပို့ပြီးပို့တယ်ဆိုတာကျွန်တော်ယုံသွားတဲ့လူတွေပေါ့နော်ကျွန်တော်လူရင်းနေကျွန်တော်ပို့ပြီးသွားပြီတချို့လူစိမ်းတွေကိုတော့ကျွန်တော်မပို့သေးဘူးဗျာနော် နောက်ပြီးတော့ချဲထွက်မဲ့နေပေါ့နော်ချဲထွက်မဲ့နေလောက်ကြမှာကျွန်တော် site တစ် site ကျွန်တော်တင်ပေးဦးမယ်။ all the site ပေါ့နော် all the site တစ် site ကျွန်တော်တင်ပေးမယ်။ခွန်ထိပ်စီးနေပဲကျွန်တော်အောထုတ်ထားတယ်။အဲဂျားထဲမှာဂျားထဲမှာစောစောလိုချင်တဲ့လူကတော့စောစောလိုချင်တဲ့လူကတော့ထိုင်းမျိုးတွေပြောတာ။နော်မြန်မာမျိုးတွေပြောမှာပေါ့။မြန်မာပြည်မျိုးပြော ။စောစောလိုချင်တဲ့လူကတော့စားရဖို့ဘောပင်ဖို့လေးလွှဲပြီးတော့ယူလို့ရတယ်။နော်ကျွန်တော်အခုပို့ဆိုပို့ပေးမယ်။ထိုင်းရမျိုးတွေပြောရနော်မြန်မာပြည်ရမျိုးတွေပြော။မြန်မာပြည်ရမျိုးတွေကချက်မထွက်ခင်တရက်နှစ်ရက်ကျွန်တော်ပို့ပေးမှာပါ။မြန်မာပြည်ရမျိုးတွေကကုညီစရာမလိုစားရဖို့တွေဘောပင်ဖို့တွေကုညီမနေနဲ့ရတယ်။နော်ကျွန်တော်ပို့ပေးမယ်။ထိုင်းရမျိုးတွေကတော့ ချဲ့ထွက်တဲ့နေ့ကျွန်တော်လွှင့်ပေးမှာပေါ့နော်စောင့်နိုင်ရင်လည်းစောင့်ပေါ့မစောင့်နိုင်ဘူးကွာအခုဘေးကွာဆိုရင်တော့စာရွက်ဖူးလေးပါလေးတက်50တက်ရာလွှဲပေးပေါ့ဗျာနော်50တက်ရာကွန်စာကွန်စာဆေးတောက်ကြပြောတဲ့လောက်ရှိတယ်ဟုတ်တယ်မဟုတ်လားအာအာအာညောင်းကပေါ့ဗျာအာညောင်းကအဲခွန်နှစ်တက်လည်းထိုးလို့ရတယ်ခွန်နှစ်တက်လည်းကောင်းတယ်ခုနကကျွန်တော်ပြတဲ့ခွန်တိတ်တိတ်ပိတ်နှစ်ခါနဲ့ဆိုခွန်နှစ်တက်ဆိုလည်းမစိုးခွန်တုံညတက်တယ်อืม ခွန်တုံညက်တည်လေကောင်းတာပဲကျွန်တော်မထည့်တော့ပါဘူးဗျာနော်ခွန်ထိတ်၃လုံးမြောက်ကြမယ်ဆိုင်ကိုကျွန်တော်ကြိုက်လို့အဲ့မှာ၄ကတ်တည်းအနီးကတ်မှာနော်၄နီးကတ်မှာ၄ကတ်ဆိုင်၃ကတ်ဆိုင်ရှိတာပဲ ကဲဟုတ်ပြီအားလုံးပဲကျွန်တော်ပြောသွားတဲ့ကဏ္ဍနေမှတ်မိမှာပါเนาะမှတ်မိမှာပါဆိုတော့ကျွန်တော်ခုနကပြောသွားတဲ့4 8 9 8ခွန်နေတဲ့ခွန်6ရှိနော်ခွန်10ရှိနော်ဒါပဲခုနကကျွန်တော်ပြပါ အဲ့တော့နောက်ကြတဲ့လူတွေနောက်မှပြန်ကြည့်လိုက်เนาะမြန်မာပြည်ကဟိုးပွဲတုန်းကဥနိုင်ရှိကိုငွေလွှဲထားတဲ့လူတွေကအခုလာယူလဲရတယ်เนาะအဲငွေလွှဲထားတဲ့လက်မှတ်လေးတော့ကျွန်တော်ပြကျွန်내လူတွေကတော့အနာနီမှကျွန်တော် site နဲ့တခါတည်းတင်လိုက်မပူပါနဲ့အကုန်လုံးရမှာပါเนาะဝယ်နိုင်တဲ့လူရောမဝယ်နိုင်တဲ့လူရောအကုန်ရမှာမပူပါနဲ့ဟိုအရေးတကြီးလိုချင်တဲ့လူတွေအတွက်ပြောတာ သူကတော့ရေမကြီးဘူးကွာထွက်တဲ့နေမှာထိုးရတာအေးဆေးဆိုလည်းရတယ်ဘာမှမဖြစ်ဘူးဒီပွဲအောမဲ့အဲ့ကနေတကွက်တဲထိုးမှရှဲဘိုးကတကြက်မှမရှိဘူးရှဲဘိုးလေးရှာလိုက်အောင်မင်္ဂလာပါဆရာတဲ့ဟုတ်ကဲ့ပါအော်အခုခဏလာယူဒီကိုမနဲ့တူတယ်ကျွန်တော်ဟိုပြီးခဲ့တဲ့ပွဲကတော့ ကျွန်တော်ပတ်စံ300လွှဲတာမင်္ဂလာပါဆရာသေးတဲ့အောက်ကနာမည်ရလဲကျွန်တော်ဘယ်လိုဖတ်ရမလဲဒီအကိုလားဟုတ်လားမသိဘူးကျွန်တော်လဲအကောင့်နေရလဲကျွန်တော်မှတ်မိဘူးဗျပြီးခဲ့တဲ့အပတ်ချဲမထွက်ခင်စနေနေ့ကကျွန်တော်ပတ်စံ300လွှဲပေးတာအဲ့ဒါကျွန်တော်လွှဲပေးရင်ကျွန်တော်ကလန္နာအစ်စ်သွားကူးလိုက်တာဒါဒါဒါအဲ့အကိုလွှဲပေးတော့ကျွန်တော်ကလန္နာသွားကူးလိုက်တာဒါအစ်စ်တွေဒီမှာကိုရှိကိုထွက်ပြီးတော့ ကျွန်တော်သွားကူးလာတာဒီအောက်မှာ145တော့မှကျွန်တော်မဖြစ်ရသေးဘူးအဲ့ဒီအကိုတယောက်ထိုင်ရပဲသူကနော်ခဏလာယူနော်ကိုကျွန်တော်လည်းမမှတ်မိတော့ဗျာမမှတ်မိတော့စာမစင်ညာထဲမှာအကောင့်နေများတာကောင်းနေရများတယ်တော့ဘုနယ်လေးတို့နားလာယူဘုနယ်လေးမစင်ညာလည်းကျွန်တော်ချမ်းလို့တော့ တော့ကနပ်မရတဲ့နေပြောခွန်ထိတ်ကြိုက်တယ်တဲ့ဟုတ်ကဲ့ပါကျွန်တော်လည်းခွန်ထိတ်တစ်လုံးပဲခြင်ခစားတော့မယ်ဒီကနန်းနေကျွန်တော်ခွန်ထိတ်နဲ့ဒီမှာကျွန်တော်ခွန်ထိတ်နဲ့မွေးကနန်းနေကျွန်တော်ရေးပေးထားတယ်နော်ခွန်ရှင်းနှစ်တို့ခွန်နှစ်နှစ်တို့ခွန်ရှင်းတိနောက်ပြီးတော့ခွန်၅တိခွန်၃ညာ၆ခွန်၃ညာ၉ ဖုံးထိုးလိုက်တဲ့ဥဖုံးဆက်တဲ့ဟိုဘက်တည်းရဥဖုံးဆက်ကျွန်တော်ချီမှာမိုးတရားရွာကျွန်တော်ဖုံးမကင်ရကျွန်တော်မှလည်းဟုတ်ကူတဲ့ဟုတ်ပြီအားလုံးပဲကံကောင်းကြပါစေနော်